ိန်ဆိုင်ပိုင်ရှင်တထေးမကိုရထားသူပြပြီးကလေးကိုကြိုဆိုတဲ့ပွဲကိုပင်ဒီလိုခန္ဓာကြီးချင်စွာလှုပ်ပြလိုက်တဲ့ဖြူကြီးမင်္ဂလာပါပြိတ္တကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စိန်ဆိုင်ပိုင်ရှင်တထေးမကိုရထားသူပြပြီးပိုင်ထဲကကလေးလေးကိုကြိုဆိုတဲ့ဘေဘီရှုံးဝါပွဲကိုစိန်တွင်နဲ့စီချဲကခန္ဓာစွာကျင်းပပြုလုပ်သွားခဲ့တဲ့ဖြူကြီးတို့ဇနီးမောင်နဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် အစွန်တော်ဖြူကြီးကတော့မကြသေးခင်ကပဲတတိယမြောက်အိမ်တော်ကိုထပ်မံပြုခဲ့ပြီးဒီအိမ်တော်ကတော့ဖြူကြီးအတွက်ရွေးချယ်မှုအလွန်မှန်ခံခဲ့ပြီးပျော်ရွှင်ရတဲ့အိမ်တော်တစ်ခုဖြစ်နေခဲ့ပါပြီအစွန်တော်ဖြူကြီးဟာတန်40ကျော်ရွယ်မှာသူ့ထက်ငယ်ရွယ်တဲ့စိန်ဆိုင်ပန်ရှင်တထေးမျိုးသမီးလေးနဲ့ဖူးဆောင်ဆောင်နိုင်ခဲ့တာဖြစ်ပြီးရုပ်ရည်ပိုင်းမှာလည်းမင်းသမီးထက်တောင်ချောမောလာပါတဲ့ရုပ်ရည်မျိုးပိုင်းဆိုင်ထားသူနေပါ ဖြူချင်းအောင်ဇနီးဖြစ်သူမတ်မုံမိုးတဲနဲ့မင်္ဂလာပွဲတွေကိုဂီတာလောကသားအားလုံးကိုဖိတ်ကြားကတရားဝင်စီစီကားကနေမင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီးဟိုတယ်မှာထပ်မံပြုလုပ်ဖို့ရှိတဲ့သူတို့ရဲ့မင်္ဂလာညစာစားပွဲကိုတော့ဖျက်သိမ်းကငလင်ပေးထွက်လှူဒန်းပေးမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဖြူကြီးနဲ့မမုံမူတဲတို့ဟောင်းလက်တက်ပြီးမကြခင်ပါပဲသူတို့နှုံးရဲ့ပထမဆုံးရှင်သွေးလေးကိုကိုဝင်လွှဲထားခဲ့ရတာပါ ဒီကိုဝင်လေးကသမီးလေးဖြစ်ပြီးတော့ဘိုက်တဲကသူ့တို့ဇနီးမောင်နဲ့ရဲ့သမီးလေးကိုကြိုဆိုတယ်။ baby shower ပွဲကြီးကိုခန်းခန်းနာနာနဲ့ကိုပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။ဖြိုးချင်းဟောင်းမင်းသမီးစိုးမျက်နှာနဲ့ပထမအိမ်နာမှာတားတယောက်ရရှိထားပြီးဒုတိယအိမ်နာမှာတော့တားသမီးမထွန်းကားခဲ့တဲ့အတွက်တတိယမြောက်အိမ်နာမှာမှသူ့ရဲ့ဒုတိယမြောက်သမီးလေးကိုထပ်မံပိုင်ဆိုင်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။ တားလီတာရှိသူဖြစ်တဲ့အတွက်သမီးလေးရရှိတော်မှာကိုဖြိုးကြီးအနေနဲ့တော်တော်လေးပျော်ရွှင်နေကြတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ဖြိုးကြီးတို့ဇနီးမောင်နဲ့ဟောင်းသူတို့ရဲ့ဘိုက်ထဲကကလေးလေးကိုကြိုဆိုတဲ့ပွဲမှာသမီးလေးဖြစ်တဲ့အတွက်ပန်းရောင်လေးသာအုံပြုကောင်ခန်းနာစွာစီစဉ်ဖန်တီးထားခဲ့ပြီးအယုံလေးတွေများပြားပါအုံပြုကောင်လာပါစွာကျင်းပပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒါပြင်ဖြူကြီးရဲ့စနီးဖြစ်သူအောင် စိန်ဆိုင်ပါရှင်မျိုးသမီးဖြစ်တဲ့အတွက်စိန်နေနဲ့ပါခင်းချင်းကချမ်းသာကြွယ်ဝမှုကိုပြသထားခင်တာကိုတွေ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့တန်40ကျော်အရွယ်မှာပဲစိန်ဆိုင်ပိုင်ရှင်လာပကလေးကိုစနီးဖြစ်ပူးဆောင်ဆောင်နိုင်ခဲ့တဲ့ဖြူကြီးကိုအားကျလျက်ရှိနေကြပြီးအစိုးရဖြူကြီးရရှိခဲ့မှုတဲ့အိမ်တော်ဘတ်တင်အလုံးထံယခုလက်ရှိမျိုးသမီးလေးမတ်မုံမူတဲ့ကရုပ်ရည်ပိုင်မာရုံရှေးချင်းပိုင်မာရုံနေထက်တိုင်တမှုအပိုင်မာရုံအပြတ်သက်တာလွန်နေသူဖြစ်တယ်လို့ချီချူပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ အစိုးရဖြူချင်းဟာလည်းဒီတစ်ချိန်မှာတော့သူ့ရဲ့ရွေးချယ်မှုမှန်ကန်ပြီးမြေတားရီလည်းတယောက်နဲ့တယောက်စစ်မှန်နှဆိုင်ကြတဲ့အတွက်ပျော်ရွှင်စရာကောင်းပြီးနားလည်မှုရှိတဲ့အိမ်ောင်ရင်လေးကိုပိုင်ဆိုင်ထားရပြီဖြစ်ကြောင်းကျူးပြထားခဲ့တာပါသူ့ရဲ့ဇနီးလေးတော်တချင်းမှာရေးဆက်ထားတာရှိပြီးတော့ မကြာခင်မှာပဲထွက်ရှိလာဖို့ရှိတယ်လို့လည်းပြောပြထားပါတယ်ဇနီးတဲ့အတွက်တချင်းမှာရေးဆက်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ဇနီးကိုဖြိုးကြည့်နေနေတော်တော်လေးမြေတားတတ်ဝင်နေတယ်ဆိုတော့အတိုင်းသားပါပဲနော် ဒီတစ်ချိန်မှာတော့ပျော်ရွှင်တည်မြဲတဲ့အိမ်တော်ရင်းလေးကိုပိုင်ဆိုင်ရပါစီလို့ဆုတောင်းပေးလိုက်ပါတယ်နော်။